င်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလဝသနဲ့ဆလာဗီရာညချောင်းဦးစီးဌာနမှာ2025ခုနှစ်မက်လာ9ရက်နေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုက်စီနေမန္တလေးမြို့မှာ39ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6နာရီခွဲအချိန် မိုးလဝတာကျိုးတို့မှာဖိန်ရရှိတဲ့ပေါ်အရာကပ်ပလီပင်လယ်ပြင်နဲ့ဒင်္ဂလာပင်လယ်ဟောတောင်ပိုင်းတို့မှာတိမ်အင်းတက်မှာဒိန်တို့ထနေပြီဒင်္ဂလာပင်လယ်ဟောလယ်ပိုင်းမှာတိမ်အင်းငယ်ဖြစ်လို့နေကဒင်္ဂလာပင်လယ်ဟောမြပိုင်းမှာတိမ်ကင်းဆင်သလောက်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အင်းတက်မှာဒိန်တို့ထနေပြီအလဲပိုင်းဒေသတွေမှာတိမ်ကင်းဆင်သလောက်ရှိနေကကျန်ဒေသတွေမှာတိမ်အင်းငယ်မှာတိမ်အင်းတက်ဖြစ်လို့နေတာကိုတွေ့ရပါတယ် မြမပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြမမြမကံယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငားပေမှာရှစ်ပေကန်းရှိနိုင်ပါတယ်။မြက်ပြမွန်းတဲ့ချိန်ထိခမ်းမန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ကြုံရှာပါမယ်။စကားနဲ့ဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီး နေပြီးတော့လည်းကြားပြင်းနေတော့မှာတိမ်သစ်တင်ဖြစ်ထုံးပြီးချင်းပြင်းနေရခိုင်ပြင်းနေမကွေးတိုင်းဒေသကြီးနဲ့စကနတဒါကြီးအောက်ပိုင်းတို့မှာအများအပြားသိရပါမယ်။နေပြည်တော်နဲ့နေတဝိုင်းမြန်ပြန်အတွက်မိုးရဝတာချင်းနေခမန်းချမတိန်တင်တင်ဖြစ်ထုံးပါမယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်ဤတဝိုင်းမြေပြန်အတွက်မူလဝတ္ထအချင်းနေခမှန်ချက်မှာနေရာကွက်ကြားမုတ်တီချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုင်းမြေပြန်အတွက်မူလဝတ္ထအချင်းနေခမှန်ချက်မှာအများအပြားသိရပါမယ်အမြင့်ဆုံးမူချိန်မှာလည်း39ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုင်းနဲ့ အနေဆုံးမူချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကရနေသားကြီးအထပိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ပဲခူးတိုင်းနေသားကြီး၊ရန်ကုန်တိုင်းနေသားကြီး၊အေရီတိုင်းနေသားကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီနေသားကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမူရနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။